အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရယ်အခုဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့ကိုပိုင်သုံးနေရဲ့ Trust Wallet တွေကိုချိတ်ဆက်ပြီးတော့ကျွန်တော်နေ့စဉ် mining လုပ်ရရမယ် website လေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်ပါတယ်ဒီ website လေးရဲ့ကောင်းတဲ့တစ်ချက်တော့ဗျာကျွန်တော်တို့ကဒီသူတို့ရဲ့ website ထဲမှာသွားပြီးတော့ deposit လုပ်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ wallet နဲ့ချိတ်ဆက်ပြီးတော့ကိုယ့် wallet ထဲမှာပဲအသွင်းထုတ်လုပ်လို့ရတဲ့စိတ်ချရတဲ့ website တစ်ခုဖြစ်ပါတယ် အဲ့တော့ဘယ်လိုလေးလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်အရင်ဆုံးကျွန်တော်ပေးတဲ့ဗီဒီယိုကအောက်ကလင့်လေးကိုမင်းစီကနှိပ်လိုက်တာနဲ့အခုလိုမျိုးလေးရောက်သွားလိမ့်မယ်เนาะရောက်သွားပြီဆိုတာနဲ့ဒီမှာအလုံးမြင်လွင်းနဲ့ဒီမှာပေါ်နေတဲ့ကိုနက် wallet ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်โอเคဗျာကိုနက် wallet နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့မင်းစီများရဲ့ wallet ကလာပေးရပါတော့ဒီမှာဆိုရင်ကျွန်တော်တို့လက်ရှိတုံးတဲ့ trust wallet ရှိရဲ့မင်းစီများက Binance နဲ့ဆို Binance တမားရဲ့ဆိုရင်လည်းဒီမှာကျွန်တော်တို့ဒီမှာ search wallet ပေါ့เนาะဒီမှာကျွန်တော်တို့ Binance လို့လာရှာလို့ရတယ် င် Binance ရှိရပေါ့နော်အဲ့လိုမျိုး wallet တွေနဲ့ကျွန်တော်ချိန်လိုက်ရတယ်ကျွန်တော်တို့ဒီမှာလက်ရှိလွယ်လွယ်ကူကူလေးဖြစ်ပေါ်အောင်ကျွန်တော် Trust wallet တွေပဲကျွန်တော်ချိန်ပြရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ Connect wallet နှိပ်မယ်ပြီးရင် Trust wallet ကျွန်တော်ယူမယ် Okay ယူပြီးရင်တော့အခုလိုမျိုးပေါ့နော် mobile နဲ့ browser ရှိရပေါ့နော် mobile သမားတွေဆိုရင်တော့ mobile နဲ့မှာကျွန်တော်တို့ Kura wallet ဆိုတာနဲ့ဒီ mobile application တွေက Trust wallet တွေဝင်လာဝင်ပြီးတော့ဆိုတာနဲ့ scan ဆိုတာလေးရှိရပြ။နောက်ဒီမှာ scan button လေးရှိရ escalator လေးကိုကျွန်တော်တို့ရွေးလိုက်ရွေးပွိုက်ဆိုတော့ ਨੇ ဒီ screen မှာလာပြီးတော့ scan ဖက်လိုက်အောင်ပဲဗျအဲ့ဒါဆိုတာ ਨੇ မိတ်ဆွေများ wallet ကိုချိတ်မိသွားလိမ့်မယ်အဲ့တော့ကျွန်တော်ကတော့လက်ရှိဒီ screen လေးကိုကျွန်တော် QR code ဖက်လိုက်မယ်ပေါ့ဗောနောပုံထဲမှာ scan ဖက်ပြီးတော့ကျွန်တော်တို့ connect လုပ်လိုက်ပြီဆိုတာ ਨੇ အခုလို့ကျွန်တော်တို့ကိုယ့်ရဲ့ account တွေကိုရောက်ရှိသွားလိမ့်မယ်ကျွန်တော်တို့ဒီမှာလည်းမြင်နိုင်ပါတယ်ဗျကျွန်တော်တို့ချိန်မိသွားတဲ့ polygon ဆိုတော့ဒီ crypto network နဲ့ကျွန်တော်တို့သွားချိန်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ swag wallet account နဲ့ပေါ့ okay ဒါချိန်ပြီးသွားပြီ စေးပွားအတွက်ကြောင့်ကျွန်တော်ကကျွန်တော်ရဲ့ trust wallet ထဲမှာကျွန်တော်5ဒေါ်လာရှိရပါတော့အဲ့တော့5ဒေါ်လာကိုဒီမှာလာပြီးတော့ deposit လုပ်တဲ့သဘောမျိုးပေါ့ deposit လေးလုပ်သွားပြီးအဲ့တော့ဒီမှာလက်ရှိမှာ5ဒေါ်လာရောက်နေပါတော့เนาะပြီးမေးစင်များကဥမာ deposit လုပ်ချင်တယ်ဆိုရင်လည်းဒီမှာကျွန်တော် recharge ဆိုတာရှိရ recharge ဆိုတော့အဲ့တော့ဒီလက်ရှိ address ကို trust wallet ကနေပြီးတော့လမ်းပြီးတော့ deposit ထည့်လိုက်အောင်ပဲဗျာเนาะထည့်လိုက်ပွဲဆိုတော့ねအခုလိုမျိုးဒီ polygon network တွေရောက်လာမယ်အခုကကျွန်တော်တို့လိုမျိုးဒီမှာ5ဒေါ်လာပေါ်ဒီမှာဖြစ်ပါတယ်โอเค ဒီတော့ကျွန်တော်တို့ fighter လာကျွန်တော်တို့ထည့်ယူသွားရေးဆိုတာနဲ့ home screen လေးကိုပြန်သွားမယ်အမှဒီမှာ start mining ဆိုတာလေးရှိရပြန်နော် start mining လေးကျွန်တော်တို့ချက်နှိပ်လိုက်မယ်ကျွန်တော်တို့ mining လုပ်ချင်တဲ့ currency ကိုရွေးကြိုင်းနေပေါ့နော်ကျွန်တော်တို့ဒီမှာ USDT ပဲကျွန်တော်တို့ရွေးကြမယ်ပေါ့နော် confirm ကျွန်တော်ရဲ့ wallet တွေကိုသွားပါ if there is no rest တုတ်ပြမှုမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ refresh ပြန်လုပ်ပါဆိုတော့ကျွန်တော်တို့ရဲ့ mobile phone wallet တွေကိုကျွန်တော်တို့ပြန်သွားရမယ်ပေါ့နော်တို့ဒီ website မှာကျွန်တော်တို့ start mining နှိပ်လိုက်ပြီးတော့နှိပ်လိုက်တာလည်းပေါ့နော်ကျွန်တော်တို့ရဲ့ဒီ phone secret မှာသွားပြီးတော့ node ဝင်သွားတယ်ကျွန်တော်တို့ရဲ့ trust wallet တွေကိုပေါ့နော် trust wallet တွေဝင်သွားပြီဆိုတော့ねကျွန်တော်တို့က approve ဆိုတာလေးကျွန်တော်တို့နှိပ်လိုက်လို့မယ်ဟုတ်ပြီကျွန်တော်တို့ mobile wallet ထဲမှာကျွန်တော်တို့ညှိနှက်လုပ်လိုက်ပြီဆိုတော့ねကျွန်တော်ရဲ့ website မှာဒီလိုမျိုးပေါ့เนาะ conference ဆက်ဆက်ပြပြီးတော့အခုလို top up ban star mining ဆိုတာလေးလာပုံနေရဗျ။အခုလိုပုံပြီးဆိုတာနေမရှိများရပြီ။ live ဆိုတာနေကျွန်တော်တို့ကအဲ့ဒါလေးကိုချက်နှိပ်လိုက်မယ်။ပြီးွားရင်ကျွန်တော်တို့ဒီမှာပုံနေတဲ့ address ပေါ့နော်။ဒီ address ကို copy ကူးပြီးတော့ကျွန်တော်တို့ deposit လုပ်မယ်ဗျ။အောက်မှာလည်းသူပြောပြထားတယ်ပေါ့နော်။ဒီ address ကကျွန်တော်တို့ရဲ့ coupon address ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။စိတ်ဝူစရာမလိုဘူးပြီးတော့ဒီ platform နဲ့ကိုလည်းတိုက်ရိုက်ထည့်ရမှာမဟုတ်ဘူးဖြစ်တဲ့အတွက်ကြောင့်ကို address တွေကိုထည့်ရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့က copy ကူးပြီးတော့ ဈေးများက deposit ထည့်လိုက်အောင်မယ်ထည့်ဖို့ရဆိုနေဒီမှာစပြီးတော့ mining စပြီးတော့လုပ်လို့ရပါပြီဗျ Okay နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်ပြောပြချင်တာကကျွန်တော် withdraw ပါအ withdraw ကျွန်တော် mining လုပ်ဖို့ရဆိုနေရရှိလာတဲ့ withdraw တွေကိုရရှိလာတဲ့ currency ကိုကျွန်တော်ဘယ်လို withdraw လုပ်မလဲပေါ့နော်ကျွန်တော် withdraw လေးကိုကျွန်တော်နှိပ်လိုက်ပြီဆိုတာနဲ့အခုလိုပေါက်သေးကြလာတယ်ဒီမှာကျွန်တော်ထုတ်ချင်တဲ့အမောက်ထည့်လိုက်မယ်ပြီးရင် confirm လေးနှိပ်လိုက်ပြီးရင်ဒေါ်လာနဲ့ USDT ကိုကျွန်တော်ယူမယ် confirm ထည့်နေမယ် โอเคဒါဆိုရင် withdraw success ဖြစ်သွားပါပြီအဲ့လိုဖြစ်သွားပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့ trust wallet mobile application တွေကိုကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်မှာ trust wallet တွေမှာကျွန်တော်ထုတ်ခဲ့တဲ့5ဒေါ်လာရောက်ရှိလာမှာဖြစ်ပါတယ်ဗျโอเคပါအဲ့တော့ဒီနေ့လည်းနေပဲမိတ်ဆွေများက start mining ပေါ့နော်စပြီးတော့ mining လုပ်လို့ရပြီကျွန်တော်တို့ mining လေးကိုကျွန်တော်တို့ပမာဏပြည့်လိုက်ပြီဆိုတာ ਨੇ ကိုယ့်ရဲ့ယုံကြည်စိတ်ချရတဲ့ trust wallet တွေကိုပြန်ပြီးတော့ထိုက်ရိုက် withdraw လုပ်မှာပဲဗျအဲ့တော့ ခက်ခဲလုံးဝမှမရှိပါဘူးပြန်နော်အဲ့တော့ try channel မိတ်ဆွေများကျွန်တော်ရဲ့ video description မှာ link လေးရှိပါတယ်အဲ့ဒီ link လေးကိုနှိပ်ပြီးတော့ကျွန်တော်ပြခဲ့တဲ့ step by step နည်းလမ်းလေးတွေကိုကျွန်တော်တို့လုပ်ကြည့်ပါလုပ်ရင်းနဲ့ကျွန်တော်တို့အခက်အခဲတစုံတရာပြဿနာရှိခဲ့ရင်လည်းကျွန်တော်ရဲ့ comment မှာမေးခဲ့နိုင်ပါတယ်ဗျကျွန်တော်အချိန်ရရင်ရသလိုမိတ်ဆွေများကိုအသေးစိတ်ပြောပြပါမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်ဗျအားလုံးကျေးဇူးများတင်ပါတယ်